မင်္ဂလာပါဒီဗီဒီယိုကတော့အပန်းနေဖြစ်ပါတယ်ဘလောက်ပဲဝေးဝေးကွာနိုင်ငံဘလောက်ပဲမိုင်တွေဘလောက်ပဲဝေးဝေးဒီဆော့ဝဲနှစ်ခုချိတ်ဆက်ပြီးမှအသုံးပြုလို့ရတာဖြစ်ပါတယ်ဥမာဒီဖုန်းကမြန်မာနိုင်ငံမှာရှိတယ်ဆိုပါဆိုလက်တော့က US မှာပဲရရောက်ဂျပန်ပဲရရောက်ကိုရီးယားပဲရရောက်ဒီဆော့ဝဲနှစ်ခုဟာဟိုဘက်ဒီဘက်ဒီဆော့ဝဲနှစ်ခုရှိရှိပြီဆိုလို့ရှိရင်အကုန်လုံး data တွေကူလို့ရတာဖြစ်ပါတယ်နော် ဲ့ဒါကိုပြောပြပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စရအောင်ဟို share video မှာဆိုလို့ရှိရင်ဒီ phone screen laptop မှာပဲပေါ်တာ laptop ရဲ့ screen ကို phone မှာပေါ်ပြီးမှဒီ laptop ရဲ့ laptop မှာ share the screen အကုန်လုံးကိုဒီ phone ကနေ control လုပ်ရတဲ့ဟာကိုအခုပြောပြပေးမှာဖြစ်ပါတယ် okay let's go ဒီ software လေးကိုဖွင့်လိုက်ပြီ okay ဒီမှာကျွန်တော်ဖွင့်လိုက်ပြီ okay ဖွင့်လိုက်ပြီဆိုလို့ရှိရင် ကျွန်တော်တို့ကဒီမှာဟိုတနေ့ရှေ့မှာပြောရတဲ့တန်းဒီမှာကိုယ့်ရဲ့ address number ရှိတယ်ကွန်ပျူတာမှာလည်းရှိတယ်ဒီရှိတဲ့ address number ကိုဒီမှာကွန်ပျူတာရဲ့ screen ကိုဖုန်းမှာအသုံးပြုချင်တဲ့အတွက်ကြောင့်မလို့ကွန်ပျူတာရဲ့မှာရှိတဲ့ screen ရဲ့ number ကို address number ကိုဒီမှာထည့်မယ်ကျွန်တော်ကထည့်ပြီးသားရှိတဲ့အတွက်ကြောင့်မလို့ဒီမှာပေါ်ပေးပါမယ်အဲ့ဒီပေါ်ပေးတဲ့ဟာကိုကျွန်တော်ကနှင်းလိုက်ရုံပါပဲ ဥမာတကယ်လို့မျက်မပေါ်ပေးသေးဘူးဆိုလို့ရှိရင်မင်းဆွေတို့ကဒီမှာရလိုက်ပါကိုအကွန်ထရိုးလုပ်ပေးချင်တဲ့နံပါတ်ဒီမှာအဲ့ဒါနံပါတ်ဒီမှာရပေးလိုက်ပြီးလို့ရှိရင်ဒီမှာရပေးလိုက်ရင်ဒီမှာ shut box မှာရှိလိမ့်မယ်မြားဆိုတော့ရှင်လေမြောက်နှင်းလိုက်ရပါပြီအခုကျွန်တော်ဒီကောင်နှင်းလိုက်မယ်ပြီးလို့ရှိရင် open chest ကိုနှင်းလိုက်မယ်ပြီးလို့ရှိရင်ဟိုမှာကွန်ပျူတာမှာတွေ့ရမလားအစမ်းရောင်လေးနဲ့ adjust ဆိုတာကိုနှင်းပေးလိုက် โอเคနေပြလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာထွက်ပြလိုက်အရာတော့ပြီโอเคဒီမှာ phone screen မှာပေါ်လာပြီတွေ့လားโอเคပေါ်လာပြီအဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ကွန်ပျူတာကဒီကနေ minimize ကိုလှုပ်လိုက် minimize ကိုလှုပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကွန်ပျူတာ screen ပေါ်လာပြီဖြစ်ပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုမျိုးကစားမလဲဆိုလို့ရှိရင်ဒီမှာတောင်းမှာဘေးမှာတစ်ခုရှိပါတယ် ဒီကောင်လေးကိုနင်းလိုက်ရင်ကျွန်တော်တို့က mouse နဲ့ကစားမှလား mouse နဲ့ကစားမှဆိုလို့ရှိရင်ဒီမှာနေအလိုမျိုးရွေးပေးလိုက် okay ဥမာကျွန်တော်က mouse နဲ့ကစားမှဆိုလို့ရှိရင် okay နောက်ဆိုရင်ဥမာ laptop မှာကြည့်လိုက် mouse ကစားတဲ့ပုံစံမျိုး okay ကျွန်တော်ဒီကနေကလေးတာဥမာ computer မှာတွားနေရတယ်နော် okay ဒါဆိုရင်ကျွန်တော် file ကိုဖွင့်ရမရကျွန်တော်စမ်းကြည့်ပါမယ် ကျွန်တော်ဖုန်းကို landscape ကျွန်တော်ဖုန်းကို landscape ထားလိုက်ပြီဒါဆိုရင်ကျွန်တော်ကဒီမှာ window ကိုကျွန်တော်ဖွင့်လိုက်မှာတော့ this pc ကို mouse နဲ့တွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီမှာ okay this pc ကိုကျွန်တော်ဖွင့်လို့ရပါတယ် okay ဆိုတော့ကျွန်တော်ဒီမှာ video တွေဖွင့်ကြည့်မှာ โอเคကောင်းလုံးစင်ပြေတယ်ခင်ဗျာเนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာဗီဒီယိုတစ်ပုဒ်ကျွန်တော်ဖြန့်ချလိုက်မှာကွာကျွန်တော် edit ထားတဲ့ဗီဒီယိုတွေရှိတယ်ဒီမှာဒီမှာတစ်ချင်ကျွန်တော်ဖြန့်လိုက်ပါမယ်ဟုတ်တယ်နော်ပြောပြတာ laptop မှာရှိတဲ့ laptop phone တဲ့ကနေ laptop ကိုချိန်မှာဆိုလို့ရှိရင်အတန်မလာဘူးအခုက laptop ကနေ phone phone နဲ့ control လုပ်မှာဆိုလို့ရှိရင်အတန်အခုစလုံးလာတယ်နော်ဒါဆိုရင်ကျွန်တော်ဒီမှာပြန်ထွက်လိုက်ပါမယ် okay ပြန်ထွက်လိုက်ပြီဆိုတော့ကျွန်တော်ကိုကြိုက်တဲ့ folder တွေဖွင့်လို့ရတယ် data တွေဥမာ browser ထဲဝင်ပေးမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီကောင်ကိုနှိမ့်လိုက်မှန်းပြီးလို့ရှိရင် browser ကျွန်တော်ဖွင့်လိုက်မှန်း internet ကနေ โอเคကျွန်တော် YouTube ကိုဖွင့်လိုက်မှာကွာဒီကနေဖွင့်ပေးလိုက်မှာဟုတ်ပြီလားโอเค YouTube ဖွင့်ပေးလိုက်မှာဒီမှာပေါ့နော်ဒီမှာ scroll down ကိုကွန်ပျူတာအသုံးပြုလို့မျိုးโอเคလိုမျိုးရပါတယ်ဟိုဘက်ကကွန်ပျူတာအာ download တော့ပါတယ်မဆွေးတတ်ဘူးဆိုပေမဲ့ ဒီကျွန်တော်တို့ဒီဖုန်းကနေဟိုဖက်ကို download ဆွဲပေးလို့ရပါတယ်เนาะအဲ့လိုမျိုးလုပ်လို့ရတယ်ဆိုတော့ကိုပြောပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ